မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့လေအသစ်တိုးချဲ့လိုက်တဲ့2025ကလပ်ကဘာဖလားပြောင်းပွဲအကြောင်းပါပဲအသင်း32တင်းနဲ့ဆိုတော့အတော်လေးပုံစံပြောင်းသွားတာပေါ့အမေရိကမှာကျင်းပါမယ်ပြီးတော့တိုက်6ခုကဘောလုံးအဖွဲ့ချုပ်တွေအကုန်လုံးကအသင်းတွေပါဝင်ကြမှာ FIFA ဥက္ကဋ္ဌဂျာနီအင်ဖီနီနိုကတော့အဲတော်တော်လေးယုံကြည်ချက်ရှိရှိပြောထားတယ်ဒီပြိုင်ပွဲကတမိုင်းမှာပထမဆုံးအချိန်ကမ္ဘာအကောင်းဆုံးကလပ်အသင်းကိုဆုံးဖြတ်ပေးလိမ့်မယ်ဆိုပြီးတော့ပေါ့ ဒါပေမဲ့လေအဲ့ဒီစကားကဘလောက်ထိမှန်နိုင်မလဲဆိုတာကအခုမေးခွန်းထုတ်စရာဖြစ်လာတယ်။ဘာလို့လဲဆိုတော့ကြည့်လိုက်ရင်အသင်းကြီးတွေဟိုနာမည်ကြီးအသင်းတွေပေါ့။ဘာစီလိုနာတို့လီဗာပူးလို့လို့အသင်းတွေမပါဘူး။အဲ့ဒီတက်ဖို့ဆိုတာကအာဖရိကအာရှပြီးတော့ကွန်ကကတ်ကလက်ရှိချန်ပီယံအသင်းတွေကိုရိုင်ကကိုမပါဝင်ဘူးဆိုတာမျိုးဖြစ်နေလို့ပဲ။ဆိုတော့ဒီနေ့အဲ့ဒီအကြောင်းလေးကိုနည်းနည်းအသေးစိတ်ကြည့်ကြရအောင်။ဝင်ခွေးဝေးချတဲ့စံနှုန်းတွေကဘလို့လဲ။ဘယ်အသင်းတွေပါပြီဘယ်အသင်းတွေထူးထူးခြားခြားကြံခဲ့ရတယ်လဲ။နောက်ဆုံး အဲ့ဒီကဘာအကောင်းဆုံးဆိုတဲ့ဂုံဘူးကြီးကိုဒီပြိုင်ပွဲကတကယ်ပဲဆောင်ကျင်ပေးနိုင်မလားဆိုတာကိုပေါ့လေရထားရဲ့အချက်လက်လေးတွေပေါ်မူတည်ပြီးသုံးသပ်ကြည့်ကြပေါ့ကဲပထမဆုံးဝင်ခွင့်ဖလို့ရွေးတယ်ကြည့်အောင်အခြေခံစီးပင်းကတော့ရှမ်းပါတယ်2023နဲ့2024ကြားထဲမှာကိုတိုက်ကြီးရဲ့မြင်းဆုံးကလပ်ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့အတင်းတွေပေါ့ဒါပေမဲ့ FIFA ကတိုက်ကြီးတွေရဲ့ဘောလုံးအဆင့်အတန်းကွာတာကိုထည့်သွင်းပြီးနေရာခွဲတန်းတွေချထားတယ် ဥရောပ UEFA က၁၂ရက်အများဆုံးရတယ်။တောင်အမေရိကကွန်မဲဘောက၆မြေရ။အာဖရိက CAF အာရှ AFC နဲ့မြောက်အလယ်အမေရိက CONCACAF က၄နေရစီ။ပြီးတော့တမှုရိယပိုင်း UFC ကနေရ။ဒီကြီးတော့ဟုတ်ပြီ။ဒါပေမဲ့ပြဿနာလို့ပြောလို့ရမယ့်အချက်တွေကအဲ့နောက်မှာဆက်လာတာ။အဓိကဝေဖန်ကြတာတစ်ခုကဝင်ခွင့်ရွေးတာကလေလွန်ခဲ့တဲ့နှစ်တည်းရာရလက်တွေကိုအရန်ကြီးပြန်ကြည့်လွန်းတယ်။အတိတ်ကိုရန်အကူလွန်းတယ်ဆိုပြီးတော့ပေါ့။ ဥမာ2021ကွန်ဂါကပ်ချန်ပီယံမွန်ဒရေတို့2020အာဖရိကချန်ပီယံဝဒက် AC တို့ဆိုပါတော့အစ်စီတာကလက်ရှိချန်ပီယံတွေမပါတာပဲအခုလက်ရှိအာဖရိကချန်ပီယံစ်ပရမီယာကွန်ဂါပက်ချန်ပီယံခရုစ်အာဇိုနဲ့အာရှချန်ပီယံ LR လီတို့လိုအထင်းနေကြတော့ဒီပြိုင်ပွဲမှာလုံးဝပါဝင်ခွင့်မရဘူးဖြစ်နေတယ်။အဲ့ဒီအချက်က Infantino ပြောတဲ့ကမ္ဘာအကောင်းဆုံးအသင်း30နဲ့အသင်းစုစည်းမှုဆိုတဲ့စကားကြီးကိုတော်တော်လေးအားနည်းသွားစေတာပေါ့ဗျာ။ဟုတ်တယ်မလား။အတိတ်ကအောင်မြင်မှုနဲ့လက်ရှိခြေစွာ ဲ့ဒါကိုဘယ်လိုညှိမလဲစဉ်းစားစရာပဲဥရောပပဲလက်ချင်းလဲအင်းအကောင်းဆုံး၁၂သင်းဆိုတာဟုတ်ရလားမေးရမယ်အီတလီချန်ပီယံနာပိုလီပေါ်တူဂီချန်ပီယံစပော်တင်စီပီစပိန်ရဲ့ဘာစီလိုနာနောက်အင်္ဂလန်ရဲ့လီဗာပူးအဲ့လိုဥရောပထိပ်တည်အသင်းကောင်းတော်တော်များများကြံခဲ့တယ်လီဗာပူးကိစ္စကပိုတောင်စိတ်ဝင်စားဖို့ကောင်းတယ်ဝင်ခွေရတဲ့အချိန်တုန်းကသူတို့က UEFA Club အဆင့်တက်မှချက်မှာအဆင့်၈မှာရှိတယ်။အခုဆိုအဆင့်၄ပေါ့။ဒါပေမဲ့တနိုင်မန်ကအသင်းနှစ်သင်းပဲအများဆုံးပါမယ်ဆိုတဲ့ကန်တက်ချက်ကြောင့်လီဗာပူးကြံခဲ့တော့ Chelsea က2027တုန်းက Champion League Flyer ထားတော့သူတို့ကဝင်ခွင့်ရသွားတယ်။စဉ်းစားကြည့်လေအဲ့ဒီ2027ကလူဆိုင်ရည်ထဲမှာအခု Chelsea မှာ Rhys James တယောက်ပဲကျန်လာတယ်။အဲ့ဒီနှစ်သိန်းကန်တက်ချက်ကြောင့်ဖြစ်သွားတာကပါလေဆိုတော့ UEFA အဆင့်၄ဆို၄မှာရှိတဲ့ Austria Club Red Bull Salzburg ကဝင်ခွင့်ရသွားတယ်။သူတို့ Austria ရဲ့လက်ရှိအကောင်းဆုံးအသင်းတော်မဟုတ်ဘူးဆိုတာမျိုးဖြစ်နေတယ်။ဆိုတော့ဝင်ခွင့်စီးမင်းတွေတခါတည်းကြာရင်အဲ့လိုထိမှတ်မထားတာဖြစ်စီတာပေါ့။နောက်တဲ့အငင်းပွားစီကအကြီးကြီးတခုရှိသေးတယ်။အင်ရှင်ငံကိုစားတိမှုကိစ္စ။ ပုံမှန်ဆို Ancient League ရဲ့ Champion ကိုဖိတ်ရမှာလေဒီနေ့ American MLS ဆိုရင် MLS Cup Champion League ရဲ့ Playoff အနိုင်ရတဲ့ LA Galaxy ဖိတ်ရမှာဒါပေမဲ့ FIFA ကအဲ့လိုမဟုတ်ဘဲနဲ့ MLS ရဲ့ပုံမှန်ရာသီမှာအမှအများဆုံးရလို့ပေးတဲ့ Supporter Shield ဆူရတဲ့ Inter Miami ကိုရွေးလိုက်တယ်။အမြန်မာကတော့ခမိုင်းကြတာပေါ့ Lionel Messi ပါလာအောင်လို့ရွေးပြီးလောက်တာဆိုပြီးတော့လေနောက်ပိုင်း Infantino ကိုတိုင်းကတော့ဟိုပြိုင်ပွဲဝင်အတင်းတင်းက Cristiano Ronaldo ကိုခေါ်လိုက်တယ်ဆိုပြီး array အမြင်ကပြောလိုက်တယ်တော့အဲ့ဒီအမြင်ကပေါ်ခိုင်းမာသွားတယ်လို့ဖြစ်သွားတယ်။ တကယ်တော့မှ Inter Miami က playoff ဖော်မစင်နေတဲ့ထောက်ထွာတာ LA Galaxy ကနောက်ဆုံးမှ MLS Cup Champion ဖြစ်သွားတာဆိုတော့ Inter Miami ကိုဖိတ်တာကပိုပြီးတော့မင်းဟွန်ထုတ်เสียဖြစ်လာရောဒီရွေးချယ်မှုက FIFA ဟာအကစားတရားမျှတမှုထက်ကမ္ဘာကျော်ကစားသမားတွေပါလာရင်ရမယ့်ဆေးကွက်တန်းပေါ်ပရိသတ်ဆွဲဆောင်မှုဒါတွေကိုပိုဦးစားပေးနေသလားဆိုတော့မင်းဟွန်းတွေထွက်လာစီတာပေါ့ဒါကပြိုင်ပွဲရဲ့ဂွန်တိခါကိုတော့ရေးရှိမှထိခိုက်နိုင်တယ်ဟုတ်ပါတယ် FIFA တို့တော့ဒါကတော်တော်ခေါင်းဆောင်မဲ့ကိစ္စပဲပြိုင်ပွဲရေးသွေးရော ကဘာလုံးဆိုင်ရာကိုစားပြုမှုရောပြီးတော့ကဘာလုံးဆိုင်ရာဆွဲဆောင်မှုရောအလုံးကိုဟန်ချက်ညီအောင်ရော့ဘိုကဒီကခက်ခဲပုံရပါတယ်အဲ့ဒါကြောင့် Infantino ကလည်းပြိုင်ပွဲကိုစိတ်ဝင်စားမှုမြင်အောင်နီလန်ပေါင်းစုံတုံးနေတာကိုနားလည်ပေးလို့ရမယ်မဲ့ဝေဖန်မှုတွေကတော့ရှိမှာပဲလေဒါပေမဲ့အကောင့်ဘက်ကကြည့်တယ်တော့နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကိုဆော့ဆော့ဖွင့်ပေးလိုက်တော့ Trent Alexander-Arnold တို့ TGN Radio Regenders တို့လိုနာမည်ကြီးစားသွားတဲ့တဲ့သူတို့အသင်းသက်တွေအတွက်ဒီပြိုင်ပွဲမှာပွဲဥထပ်ပါလာနိုင်ခြင်းရှိတယ်အဲ့ဒါကတော့အားသာချက်တစ်ခုပေါ့ပြီးတော့ပါတဲ့အသင်းတွေကမျိုးစုံနေတော့လေကွေပြောင်းမှုကြောင့်ပြိုင်ပွဲကတကယ်ပဲစိတ်ဝင်စားစရာဖြစ်မလားဆိုတော့စောင့်ကြည့်ရမှာပါအဲ့ဒီချုပ်ပြန်ပြောရရင်တော့2025 Click Club Bola ကအသင်းရဲ့တော့တူးချေလိုက်တယ်ရီမန်းချက်လည်းကြည့်တယ်ဒါပေမဲ့အဲ့ဒီဝင်ခွင့်ရွေးချယ်တဲ့စံနှုန်းတွေမှာအားနည်းချက်တွေရှိနေတော့လက်ရှိကမ္ဘာအကောင်ဆုံးအသင်း32သင်းအတိအကျစုစည်းမှုလို့ပြောဖို့တော့တော်တော်ခက်နေတော့ပဲအထူးသဖြင့် ဆာလာရဲ့လီဗာပူးတော့ယာမားရဲ့ဘာစီလိုနာတော့လို့အတင်းကောင်းနေမပေါ့ကြီးချန်ပီယံဖြစ်ခဲ့မှုတယ်ဆိုတဲ့အချက်တခုတည်းကိုပဲအဓိကအားကိုးတဲ့စစ်နေကတကယ်ပဲအတင်းတော်ဆုံးလားလက်ရှိခြေစွမ်းအတင်းရဲ့တည်ငြိမ်မှုနောက်ပြီးကိုယ်နိုင်ငံလိပြိုင်ပွဲတွေကအောင်မြင်မှုတွေအဲ့ဒါတွေကိုပေါ့ဘလို့ပိုးပြီးထိထိရောက်ရောက်ထဲ့သွင်းစဉ်းစားလို့ရနိုင်မလဲဒါတွေကတော့ပြိုင်ပွဲပြီးသွားရင်တော့ဆက်ပြီးဆွေးနွေးသုံးသပ်ပါဖို့လိုအပ်မဲ့အချက်တွေပဲဖြစ်ပါလိမ့်မယ်လို့ပြောကြရင်ဒီနေ့အထွေဒီမှာပဲအဆုံးသတ်လိုက်ပါစေ Thank you.